ပိုင်းသုံးမှာ transistor ရဲ့ signal ရဲ့ဘုမဟော FET ရဲ့ signal ရဲ့တွဲဖက်ပြီးတော့ regulate လုပ်တဲ့အကြောင်းကိုပြောပြခဲ့တယ်။လက်တွေ့လက်တွေ့အသုံးပြုနေတဲ့ electronic circuit ပစ္စည်းတွေရဲ့ဘယ်စိတ်ပိုင်းတွေမှာဒါမျိုးစနစ်သုံးလဲဆိုတော့ဥပမာလေးအနေနဲ့ပြမယ်ဆိုလို့ရှိရင်ဒါကပြင်တော့ CRT TV ကတ် CRT China CRT TV ကတ် China CRT TV ကတ်တွေမှာ ဆနဘူကနေ15ဘူကြာပြီးသွင်းပြီးတော့နော်ဟုတ်5ဘူနဲ့ဘူထုတ်ပြီးရထွန်စီစတာတလုံးပါတယ်နောက်ပြီး10ဘူ8ဘူထုတ်ပြီးရထွန်စီစတာတလုံးပါတယ်ခုမှဒီထွန်စီစတာကဒီထွန်စီစတာကနော်15ဘူဝင်ပြီးတော့5ဘူထုတ်တဲ့ကောင်ဆိုလို့ရှိရင်ဒီထွန်စီစတာက15ဘူဝင်ပြီးတော့8ဘူထုတ်ပြီးရကောင်ရဟုတ်ကဲ့ ီ20 star တွေကဒီဂျားရဲကစီနာလေးတွေနဲ့တွဲဖက်ပြီးတော့5ဘို့နဲ့8ဘို့ကို regulate လုပ်တဲ့စနစ်နော်ဟုတ်အဲ့စနစ်ကိုအသုံးပြုထားတယ်နော်ဒီစနစ်လေးဒီစနစ်ကို TV ကမှာလက်တွေ့အသုံးပြုထားတယ်နော်ဟုတ်ကဲ့နောက်ပြီးတော့ဒါဆိုလို့ရှိရင်အရင်တုန်းက EVD set EVD set ဒီမှာလေဒီမှာ transistor နှလုံးပါတယ် နော်ခန်းစည်စတာတလုံးက5ဖို့ဝင်ပြီးတော့4.2ဖို့ regulate လုပ်ပေးရတော့နောက်တစ်လုံးကကြတော့4.2ဖို့ဝင်ပြီးတော့3.3ဖို့ regulate လုပ်ပေးရတော့အဲ့ဒါလည်းဒီပုံထဲမှာပြထားတဲ့အတိုင်းပဲနော်အဝင်ဘိုးကအများကိုပိုလိုချင်တဲ့ဘိုးအနေဖြစ်အောင်လို့ transistor ရဲ့ဒီနာရဲ့တွဲဖက်ပြီးတော့ ဘူးရှော့ရဂူလေးလုတ်တဲ့စနစ်နော်ဟုတ်ကဲ့ဒီရောက်ဆက်စနစ်မှာလည်းတုံးထားတယ်။နောက် PSI ကတ်မှာလည်းအဲ့ဒီစနစ်တုံးထားတာလေးတွေပါတယ်နော်။တခြား TV ကတ်တွေမှာလည်းပါမှာပဲ။ဒါကထင်တာမြင်တာရှိရတာနှစ်မျိုးပဲဥပမာပြလိုက်တာနော်။ဟုတ်။ဒါကပိုင်း၄ BC Board Rate Regulator အပိုင်း၄မှာဘာအကြောင်းကိုပြောမလဲဆိုတော့ LM 78နဲ့ LM 79အကြောင်းကိုအဓိကပြောမယ်ပထမဆုံးအနေငုံ regulator စနစ်ကဇီနာတစ်လုံးနဲ့လှုပ်လှုပ်တယ်သူတက်ပို့ပြီးအဆင့်မြင်လာတော့ transistor သို့မဟုတ် FET နဲ့ဇီနာနဲ့ကိုတွဲပြီးလှုပ်လှုပ်တယ် ခုနောက်ထပ်ထပ်ပြောမယ်ပိုပြီးအဆင်ပြေလာတဲ့ regulator ကြတော့ IC ဖြစ်သွားတယ်ဟုတ် IC regulator IC ထရောက်သုံးငုတ်ပါမယ် R E G U L A T O R regulator IC နော်ခြေနောက်သုံးငုတ်ပါတယ် regulator IC နော်ခြေနောက်သုံးငုတ်ဆိုထရန်ဆစ်တာလို့တော့ပြောလို့မရဘူး FD လို့တော့ပြောလို့လည်းမရဘူးသူက IC ခြေနောက်သုံးငုတ်နဲ့ IC လည်းရှိရနော်ဟုတ်ကဲ့ ကျွန်တော်သုံးခုနဲ့ IC မှာကျွန်တော်အခုဘယ်ဟာကိုရင်စပြောမလဲဆိုတော့ LM 78ကိုစပြောမယ်နော်05အဲ့ဒီမှာ78ဆိုတာကအပေါင်းဘိုးအားကို regulate လုပ်တယ်လို့ကိုသားကိုသားပြီ78ဆိုတာဗာလဲအပေါင်းဘိုးအားကို regulate လုပ် အပေါင်းဘူအားကို regulate လုပ်တယ်79ဆိုလို့ရှိရင်နှုတ်နှုတ်ဘူအားကို regulate လုပ်တယ်78ကအပေါင်းဘူအားကို regulate လုပ်တယ်79ဟာအနှုတ်ဘူအားကို regulate လုပ်တယ်ကောင်းကဒီမှာရေးထားတယ်7805နော် L 7805လို့ရေးထားတယ်အပေါ်ဆုံးကြောက်နောက်ပြည့် 7 8ဆိုတော့အပေါင်းဘွာကိုပြန်လေးလုပ်မယ်05 05ဒီကနော်အင်းဒီ INC ရဲ့ကိုယ်ရယ်ပေါ်မှာ L 7805လို့ရေးထားတယ်7805ဆိုတာဘာလဲဆိုတော့ကိုကြီးသိပါပြီ05ဆိုတာဘာမှမသိဘူးရှင်ရှင်းပြမယ်05ဆိုတာက5ဘို့ကို regulate လုပ်ပေးရဆိုရင်တင်ဒေတာရိုးရိုးလေးပဲ05ဆိုတာ 5ဖို့ regular လောက်ပေးမယ်အပေါင်း5ဖို့ L 78 CO8 ဆိုရင်အပေါင်း10ဖို့ regular လောက်ပေးအပေါင်း8ဖို့ regular လောက်မယ်ဒီကောင်ကြတော့အပေါင်း5ဖို့ regular လောက်မယ် L 7812ဆိုရင်အပေါင်းတွဲဖို့ regular လောက်အပေါင်းတွဲဖို့ regular လောက်မယ်နော်ဒီမျိုးသား regulator IC တွေမှာ 7805ရှိမယ်7008ရှိမယ်7801ရှိမယ်နော်ပြီးရင်လက်တွေ့ပြဒါက78 79ဆိုရင်79ဆိုရင်နှုတ်ဖို့ကိုအင်းနှုတ်ဖိုက်ဖို့ကိုရောက်လေးလုံးမယ်79ဆိုရင်အနှုတ်တွေကို regulate လုပ်မယ်နော်။နောက်ကနံပါတ်တွေအတူတူပဲ။ 7905ဆိုလို့ရှိရင်အနှုတ်5ကို replace လုပ်မယ်7908ဆိုလို့ရှိရင်အနှုတ်8ကို replace လုပ်မယ်7912ဆိုလို့ရှိရင်အနှုတ်တွဲကို replace လုပ်မယ်နော်အဲ့ဒါတွေကအများစုကတော့78တွေကိုသုံးများတယ်ဒါပေမဲ့တချို့ jewel supply တွေလေနော်တချို့ jewel supply တွေဆိုလို့ရှိရင် main တော့ second နဲ့ third က3ခန်းရှိမယ်ဒီဘက်ကနေပြီးတော့အပေါင်းဖို့ယူမယ်ဒီဘက်ကနေပြီးတော့အနှုတ်ဖို့ယူမယ် အလဲကို ground ချမယ်နော်အဲဒီတော့အပေါင်းဘို့ကို regulate လုပ်ဖို့7 8ကိုတုံးမယ်အနောက်ကို regulate လုပ်ဖို့အတွက်7 9 7 9ကိုတုံးမယ်နော်အဲ့ဒါတွေကိုပမာတွေးနိုင်လဲဆိုတော့ခြေဆက်တွေပါလေခြေဆက်တွေကဂျူရယ် supply နဲ့အလုပ်လုပ်တာများတယ်နော်ဟိုတန်ဖိုးကြီးလာခြေဆက်တွေဆိုလို့ရှိရင်လေအဲ့ဒီကကြရင်အဲ့ဒီခြေဆက်တွေမှာဒီနော်7 8 1 2 7 9 1 2တွေတုံးတယ်ဗျာ ဟုတ်ကဲ့ ground share set တွေကိုပါတော့အဲအဲ့ဒီမှာဒီ791271213ဟာတွေတွေ့နေကြတွေ့ရလိုက်နော်ဟုတ်ကဲ့ဒီအပိုင်းလေးမှာပို့ပြီးအဆင့်မြင့်လာတာက non regulator IC ပဲတွေ့သူရဲ့ကိုယ်တည်းကဟိစင်တက်ဖို့နေရာပါတယ်နော်ဟုတ်ကဲ့ဒီကောင်တွေကသူကြီးပဲသုံးလို့မရဘူးကောင်တွေကလည်းအားနေချက်ရှိတယ်ဘယ်လိုအားနေချက်လဲဆိုတော့အပူဆန့်ထုတ်မှုများတယ်ပြည့်အပူဆန့်ထုတ်မှုများတဲ့အတွက်သူ့ကို ီစင်တက်ပြရမယ်နော်ဟုတ်ဤစင်တက်ပြီးတော့သုံးပါဒီတိုင်းလွတ်သုံးလို့မရဘူးဒီတိုင်းလွတ်သုံးရင်အခုလွန်ခဲ့ပြီးတော့ခဏလေးနဲ့ပြည့်စည်သွားလိမ့်မယ်အဲ့79 79ကိုခဏမေးလိုက်တော့78နော်7805ဆိုလို့ရှိရင်ဒီပုံစံတစ်ခုတစ်မျိုးရရှိရလားဆိုတော့မဟုတ်ဘူးเนาะပုံစံမျိုးတောင်ရှိ7805နဲ့ပဲဥပမာပေးပြီးတော့လုပ်ပြမယ်။ကောင်းက7805 INC ကျွန်တော်သုံးငုတ်ပါတယ်7805เนาะဒီမှာလွတ်ချက်ထားရမယ်ဟုတ်ကဲ့ငုတ်ပါလေသုံးငုတ်ပါသုံးငုတ်ပါပထမငုတ်ကပါလေဆိုတော့ပြောမယ်ပထမငုတ်က import ပထမဆုံးငုတ်က import နံပါတ်2ကကရာ GND ဆိုတော့နံပါတ်3ကပါလေအပေါ့အပေါ့ ုံးပြရတာတော်တော်လွယ်ကူတယ်။ချိန်ငုံသုံးငုံပဲပါတယ်။ဒီ input ကို PC တွဲဖို့ပေးလိုက်မှာပေါ့ဗျာ။ဟုတ်။ဒီ output ကနေ file ကိုပြန်ထွက်မယ်။သုံးရတာတော်တော်လေးလွယ်ကူတယ်ဗျာ။ဟုတ်။ရှိုးလဲရိုးရှင်းတယ်။သူ့မှာငုံသုံးငုံပါမယ်။တစ်ကအင်းနှစ်က ground သုံးကအောက်ကတော့လွတ်ချက်တာနော်။ in ground out in ground out in ground out အဲ့ဒါလွတ်ချက်လာ။ ောက်ပြီးတော့သူ့ရဲ့အများဆုံးထုတ်ပေးနိုင်တဲ့ပမာဏက 1A ပဲ။ဟုတ်ကဲ့။ဒီကောင်တစ်လုံးကို 1A ပဲထုတ်ပေးရနော်။ဟုတ်။တကယ်လို့ကိုက 2A ပဲထုတ်ချင်တယ်ဆိုလို့ရှိရင်တော့နှလုံးကိုပယ်လိုက်ရမှာပေါ့နော်။ဟုတ်ကဲ့။နှလုံးကိုတစ်တစ်ချင်းနှစ်နှစ်ချင်းသုံးသုံးချင်းပူးပြီးတော့သုံးအောင်ပဲ။ဟုတ်။အဲ့လိုမျိုးသုံးနိုင်လည်းရှိချဲတဲ့မှာလေ။တစ်လုံးနဲ့ပျော့တော့နှလုံးကိုလေ။ထိုင်ပြီးဆက်ပြီးသုံးနိုင်ရှိမှာ။ဟုတ်ကဲ့။ ါတို့ရဲ့ငုတ်ပို့လို့ရှိရင်အဲ့ဒါကိုလက်တွေ့လုပ်ပြမယ်လက်တွေ့လုံးမပြခင်မှာเนาะ7805လို့7808လို့7812လို့ဒီပုံစံတစ်မျိုးတည်းနဲ့ပဲလာလာဆိုတော့မဟုတ်ဘူးဆိုတာလေးကိုလည်းပြောမှာเนาะသူပုံစံအမျိုးမျိုးရှိရဲ့ဗျဟုတ်ကဲ့ဒီမီဘိုเนาะဟုတ်ကဲ့ဒီ digital မီဘိုမှာဒီမှာကြီးဒီမှာကိုရီးယားကုတ်ကို 7805L05 လို့ရေးထားတယ်ဗျဟုတ်ကဲ့ circuit မှာလည်းသူ့ရဲ့ code ကို 7U5 လို့ရေးထားတယ်နောက်ပြီးတော့ transistor ပုံစံ6ချောင်း3ချောင်းလေးနဲ့နော်ကင်မရာထဲမှာတော့မြင်ရချင်မှမြင်ရမှာဒီမှာလည်းသူ့ရဲ့ code ပုံစံစာရေးပေးထားတယ် 7L05 လို့ရေးထားနော်ဒါဆိုလို့ရှိရင်လည်းဒီကောင်လေးက5ကို regulator IC နော်ပုံတရံချင်းမတူပေမဲ့ဘလုံးလုံးပုံရင်တူတယ်သူလည်း in ground out ပဲနော်ဟုတ်ကဲ့သူကြတော့ ambient နဲ့ပြောင်းမှာပေါ့ပေါင်းပြီးတော့လေ ambient နည်းနည်းပဲစာသုံးတဲ့နေရာတွေမှာအသုံးပြုပေးထားတယ် 7805ကဒါမျိုးပုံစံတပြိုးတည်းအတိကျတာလို့မရဘူးဒါမျိုးပုံစံရှိသလိုဒါမျိုးပုံစံလည်းရှိရနော်ဟုတ်ကဲ့နောက်ဒီဇိုင်းတစ်မျိုးကိုပမာ3လေးရှိလဲဆိုတော့ Bluetooth ဘောက်တွေမှာတုံးတယ်ဒါဆို Bluetooth ဘောက်ကဲ့ဒီမှာကြည့်လိုက်ဒီပုံစံလေးကိုနော်သူလဲ regulator ဟုတ် regulator ပဲသူကကြတော့ခြေတော်နှုတ်ကိုပဲအဓိကအားပြုတုံတာပြီးအလယ်ငုတ်ကိုချိုးထားတယ်နော်ဒါပေမဲ့သူ့စီမှာကိုယ်ရပါတယ် တတုကိုရပါတယ်သူဘလို့ပုံနိုင်လဲဆိုတော့ပုံဆွဲပြလူလူပေါက်တွေမှာပါတဲ့ regulator လေးရတကယ်ဆိုရင်သူလဲ၃ချောင်းပါတာပဲ၃ချောင်းပါတာကိုဒီအလယ်ငုတ်ကိုချိုးထားတယ်သူလဲထုံနီလကောင်းပဲအင်း ground off နော်ဟုတ်ကဲ့ဒီ ground ကိုကျတော့သူအလယ်မှာချိုးထားပြီးတော့သူဒီမှာတုံးတာဒါ ground ပဲသူကိုရယ်လीနော်ကိုရယ်နဲ့အလယ်ငုတ်နဲ့အတူတူပဲ FPD တွေမှာလည်းအဲ့လိုပဲ ီမှာဆိုလို့ရှိရင်ကိုရဲပါတယ်ဒီကိုရဲနဲ့ဒီအလင်ငုံနဲ့ကတစ်ဆက်တည်းလောက်တာနော်ဟုတ်ကဲ့ရိုးရိုး FD တွေမှာလည်းအဲ့လိုပဲကိုရဲပါရင်အလင်ငုံပဲကိုရဲကအလင်ငုံပဲနော်ဟုတ်အချုံလုံးလေးပြောပြကိုရေရပါလေအလင်ငုံကိုရေရလည်းငုံကိုရေနဲ့လည်းငုံနဲ့တစ်ဆက်တည်းပဲဟုတ်ဟိုကဒီပုံစံဆိုလို့ရှိရင်နောက်ထပ်ပုံစံတစ်မျိုးပဲနော်ဒါက regulator ပဲသူ့ရဲ့ကိုရေကိုဖတ်လိုက်လို့ရှိရင်လည်းရေးထားမှာပဲ 7805လို့နော်7805လို့နော်ဟုတ်ကဲ့7805လို့စသဖြင့်ရေးထားမှာပဲသူကဒီထဲကို5ဘူးတဲ့များတဲ့ပုံရပါဘူးကွေ7.4လေးပြင်ပြင်မှာဝင်တယ်ဟုတ်ဒီဘက်ကနေပြီးတော့5ဘူးကိုတည်ငြိမ်အောင်ပြန်ထုတ်ပြီးနော်ဟုတ်လူလူပေါက်တွေမှာအများဆုံးတုံးတယ်ဒီမှာကြောက်လေကျွန်တော်တို့ဖြုတ်သုံးပြီးွားလို့နော်ဒါကကိုတယ်ဒါကအဝင်ဒါအထွက် နော်ဒီဘက်ကို7.4တော့မဟုတ်12ဖို့ဝင်မယ်ဒီဘက်ကနေ5ဖို့ဒီညောင်းထုတ်ဝင်မှာနော်ဟုတ် Bluetooth ကဒီမှာဆိုလို့ရှိရင်လည်းအလိုပဲ Bluetooth ကပဲဒီမှာကိုရဲနံပါတ်1ကအင်းနံပါတ်3ကဟုတ်နော်ကိုရဲကနံပါတ်2တစ်ထဲကိုဝင်မယ်3ကနေပြီးတော့ဘယ်နှဖို့ထုတ်မလဲ5ဖို့ထုတ်မယ်5ဖို့ဒီညောင်းထုတ်ဝင်မှာနော်ဟုတ်ကဲ့ဒီလိုဆိုရင်လက်တွေ့လောက်ပြဖို့ပဲကျန်တော့မယ် ဒါကတွဲဖို့ဘက်ထရီကျိုးဒါက5ဗိုလ်ရေဂူလေတာနံပါတ်1ကအင်းဘယ်နှဖို့ဝင်မလဲတွဲဖို့ဝင်ဂရောင်းဘယ်မှာတက်မလဲဂရောင်းအလယ်မှာတက်အလယ်မှာတက်လေရတယ်ပေါ်ဒီမှာတက်လေရတယ်နော်ဂရောင်းဟိုအလယ်မှာတက်လေ ဟုတ်လေမတက်လေပေါ်ဒီမှာတက်လေရဲ့ကျွန်တော်တို့5ပြန်ထုတ်ပြီးသုံးနေတယ်ဆိုလို့ရှိရင်ဒီနံပါတ်3ကနေပြီးတော့အနီဂျိုးလေးထုတ်လိုက်ပေါ့ဟုတ်ကဲ့နော်ဒီနံပါတ်2မှာအနဂျိုးလေးထုတ်လိုက်လေဟုတ်ကဲ့နံဂျိုးထုတ်ရအောင်ဟုတ်5ဘိုးကိုပြန်ထုတ်ခြင်းလေဆိုလို့ရှိရင်5ဘိုးကိုဘယ်ကထုတ်မလဲ။ဟုတ်။ဘောက်ပုတ်ကနေထုတ်မလဲ။နံပါတ်3ကနေ။နံပါတ်3ကနေထုတ်မလဲ။5ဘိုးတို့က ground ကိုဘယ်ကနေယူမလဲ။အလယ်ကနေနံပါတ်2ကနေယူမလား။ဟုတ်ကဲ့။ ဒါကတွဲဖို့ဘက်ထရီပေါ့နော်အနီးနဲ့ကိုမှန်အောင်ချိန်မီတာကို DC ငါးပြေမှာထားအနက်လက်တန်ကိုနံပါတ်2မှာထားမဝင်ဘူးရင်တိုင်းပြတွဲဖို့ဝင်ရှိရနော်ဟုတ်နံပါတ်3ဝင်တိုင်းပြမယ်နော်5ဖို့ပဲရှိ DC U 10 ring ကိုကြောင်းပြီးပြန်တိုင်းပြမယ် နော်5ဘုတ်ဟုတ်နံပါတ်1က30ကျော်ရယ်နော်ခိတ်ဆုံးနေတက်သွားတယ်12ဘုတ်ဆို30ကျော်တော့ဟုတ်ကဲ့နံပါတ်3က5ဘုတ်နော်သူတို့အဲ့လိုလုပ်လို့တကယ်လို့ဒီနေရာမှာ708ဆိုရင်ဒီနံပါတ်3ကနေဘယ်လောက်ပြန်ထွက်မလဲ8ဘုတ်ထွက်8ဘုတ်ထွက်တကယ်လို့7 1 2 3နိုင်ရင်တွဲဖို့ထွက်မလဲဝင်ဘူတိုင်းပြန်ထွက်နေမှာလေဟုတ်ကဲ့